ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ရှင်းနေကုနိုင်မယ်ဖြစ်ပါတယ်ကျွန်တော်အခုပြောချင်တဲ့အကြောင်းအရာကတော့ကျွန်တော်တို့စီးပင်းမှာအမွေဆက်မြေပုံရှောက်ဖို့အတွက်ပေါ့နော်ပထမဆုံးဘာတွေလိုမလဲဆိုတာလည်းဖြစ်ပါတယ်နမတိနေနေတီးရမှာအမွေဆက်လို့ပြောလိုက်တာ ਨੇ ကျွန်တော်ကသေစီရင်ရက်ွက်ထောက်ကန်စာချမ်းချိန်ပေါ့နော်အဲ့သုံးခုရင်လို့မယ်ဟုတ်ပြီစဉ်းစားကြည့်ပါဦးပေါ့နော်ကျွန်တော်အမွေဆက်လို့ပြောလိုက်တာဘလို့ဆက်မှာလဲနော် ကိုဒီမြေခွဲကပေါ့ ကိုယ်အဖေအမေနာမည်ပေါက်တာလားဒါမှမဟုတ်ကိုယ့်ရဲ့ယောက်ျားနာမည်ပေါက်တာလားဒါမှမဟုတ်ကိုယ့်ရဲ့အဖိုးအဖွားနာမည်ပေါက်တာလားဆိုတာမူတည်ပါသေးတယ်အဲ့တော့ကျွန်တော်ထားပါတော့နော်ဘလို့ပဲဆက်ဆက်ပေါ့အဓိကကိုယ့်ရဲ့အမွေဆိုင်ဖြစ်ဖို့လိုတယ်ပေါ့နော်ကိုယ့်အဖေအမေဆိုလဲကိုယ့်အဖေအမေတွေမရှိလို့ပေါ့နော်ဒီကျန်တဲ့သားသမီး3ယောက်လား4ယောက်လား5ယောက်လားပေါ့နော်သူတို့အနေနဲ့ဆက်မှာအဲ့ဒါမှမဟုတ်ကိုယ့်ယောက်ျားကိုယ့်ခင်မုံဆုံးသွားလို့မိမဖြစ်တဲ့သူကဆက်မှာဒါတော့ကျွန်တော်ကအခုလောလောဆယ်ရှင်းပြပေးနေတာမြန်မာဒလီထုံးတဲ့ဥပဒေအရပေါ့နော် ဒါဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအတွက်ပေါ့နော်အမွေဆက်ခန့်တဲ့အကြောင်းကိုပြောပြတာပေါ့နော်ယောက်ျားအတိမိမဆက်မိဘအတိလူသားသမီးဆက်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့အဲ့ထားပါတော့ကျန်းကျင်သေးသေးရောက်ွက်ထားမှသာရပြီဆိုတာနဲ့ကျွန်တော်အစီအပင်မှာတခုခုလုံးမယ်ဆိုတာနဲ့ပေါ့နော်အများအားမှတ်ထားလိုက်ဒီပင်မှာတခုခုတင်မယ်ဟေးဆိုရင်ကျွန်တော်ကမူရင်းမိတ်တူဆေးရတယ်ပေါ့နော်မူရင်းမိတ်တူမဆေးခင်မှာအဲ့ထက်လောရတာတော့မိတ်တူဆေးရတာပေါ့ဗျာမိတ်တူဆေးရဆိုတော့ကျွန်တော်ကမိတ်တူဘယ်နှစုံဆွဲမလဲနော် မိတူကတော့ကျွန်တော်တို့အမွေစက်လို့ပြောလိုက်ရင်ကို့အတွက်လက်ခံယူမယ်ပေါ့နော်လက်ခံယူမယ်ဆိုရင် PC 3လုံးဆိုရပါပြီနော်ဟုတ်ပြီကျွန်တော်ကဒီဝင်စားတင်မယ်ပေါ့အမွေစက်လို့ပြောတဲ့ပုံမှာကျွန်တော်ဝင်စားတင်ရမယ်ဝင်စားတင်တယ်ဆိုတာကကျွန်တော်ထားပါတော့ဒီကို့အဖေအမေနာမည်ဗောက်တဲ့မျိုးွက်ကိုတသမီတွေကဆက်မဲ့အကြောင်းပေါ့နော်အရာကိုကျွန်တော်ကစာရိုက်ပြီးတော့မှတင်လိုက်တယ်ဟုတ်ပြီဝင်စားတင်ပြီးပြီဆိုတာလည်းကျွန်တော်ကဒီမျိုးနယ်တွေကတမျိုးနယ်နဲ့တမျိုးနယ်တော့မတူဘူးပေါ့နော်ဒီလိုမျိုးနယ်တွေဆိုလည်းတစ်ခါလဲမျိုးပုံအတင်ခံတယ်ပေါ့ဒီလိုမျိုးနယ်တွေကြားလို့လည်း ီစာကြပြီဆိုမှသူတို့မျိုးပုံအတင်ခံတယ်ပေါ့နော်အဲ့လိုဆိုထားပါတော့တော့ဝင်စားတင်တယ်တင်ပြီးသွားလို့ရှိရင်အဲ့ဝင်စားမှာဒီမက်ချက်တွေပါတယ်ပေါ့နော်သတင်းစာကြေညာအမယ်အဲကွင်းစင်းအမယ်နော်အဲ့လိုမက်ချက်တွေပါတယ်ဟုတ်ပြီအဲ့တော့အဲ့စာကိုကျွန်တော်ကမျိုးနယ်ရောက်မြောက်သွားသုံးစမ်းလိုက်တယ်ဥပမာမျိုးနယ်ကမဟာအမီလားချမ်းအေးလားအောင်မေတာစင်လားပေါ့နော်စသဖြင့်ရှိတဲ့မျိုးနယ်ပေါ့နော်အဲ့မျိုးနယ်ကိုရောက်ပြီဆိုတာနဲ့သက်ဆိုင်ရာမြေတိုင်းနဲ့ကိုကသွားချိတ်လိုက်ပေါ့ချိတ်ပြီးသွားလို့ရှိရင်ကွင်းစင်းရမယ်ကွင်းစင်း ပြီးပြီဆိုတာနဲ့အဲ့ကွင်းစင်းတဲ့မြေတန်းကနေပြီးတော့မှာပေါ့နော်သူတို့တွေးရှိချက်တွေရေးမယ်ပေါ့ဗျာဒီမြေခွဲမှာတော့အစအဦးဘယ်နှလုံးရှိရဲအာစီလာနိုင်ငံလာပေါ့နော်အဲ့အကြောင်းတွေသူရေးမယ်ပြီးလို့ရှိရင်ဒီတက်ဆိုင်ရာတာဝန်ခံပေါ့နော်တာဝန်ခံကိုသူပေးမယ်ပြီးလို့ရှိရင် ON ရေးတက်မယ်ပေါ့နော် ON ရေးတက်တဲ့ဆိုတော့ကျွန်တော်ရုံးစကားအရာပေါ့ဗျာနော် ON ရေးတက်တဲ့ဆိုတာဒီမှာကိုလျှောက်တဲ့ပုံမှာပေါ့ဗျာကိုမိဘနာမည်ဗောက်တင်မျိုးကိုတာသမီတွေကလျှောက်တယ်ဆိုရင်ဟုတ်ပြီအဲ့အကြောင်းကိုသူရေးမှာပဲเนาะအဲ့တော့အဲ့လိုစာရေးတက်ပြီးတော့မှာ တင်းစာလေးကြီးညာထားရမယ်ပေါ့နော်တင်းစာရန်ကုန်မန်လေးရိုးရိုးတီးကြတယ်ပေါ့နော်ကြီးညာလိုက်ပြီးတော့မှတင်းစာစစ်လေးရပြည့်ပြီးကံဝဲမှုအရှုံရှင်းမရှိဘူးပေါ့နော်အဲ့ဒီအဲ့ဒီဟာတွေမရှိဘူးဆိုတာနဲ့စာရေးတက်ပြီးတော့စာလည်းအစင်းစင်းရေးတက်ကြပြီဆိုရင်ကျွန်တော်ကမေဘုံဇွဲခံရမယ်မေဘုံဇွဲပြီးတော့မှမေဘုံရပြီဆိုပါတော့နော်မေဘုံရပြီဆိုတာနဲ့ကျွန်တော်ကဒါကြောင့်မှစာချုပ်ချိုးလို့ရပါပြီဟုတ်ကဲ့ကျေးဇူးတင်ပါတယ်